ူဒီဝဒနာရှင်များအလုံးမင်္ဂလာပါနော်ဒီနေ့မှာတော့မျိုးတို့ရေကီယာ73ကီဖြစ်ပါတယ်အဲ့ဒီမှာသူကကီတွေကနေပြီးတော့မနက်ပိုင်းမှာ73ဆိုပြီးတော့အပြီးဆင်းပေးသွားတယ်နော်ဒီမှာပတ်တိပေးထားတာဆိုရင်34ပတ်တိဖြစ်တယ်နော်အဲ့ဒီ3တလုံးနဲ့83ဆိုပြီးတော့ဒါပတ်တိပတ်မဲ့အမျိုးတွေကတော့ရမှာဖြစ်တယ်နော်ညနေပိုင်းကျတော့အပြီးပါဒီရှင်းနဲ့ ဒီ6နဲ့6ဆိုပြီးတော့ညနေပိုင်းမှာအပီပတ်ကိုလေနော်အဲ့တော့မနေ့ပိုင်းက3ပတ်မဲ့လူကရမယ်ညနေပိုင်းကဒါလေးတွေကိုပြန်ထိုးမဲ့လူကတော့ရမှာဖြစ်တယ်နော်86ပါတယ်နေကင်းကတော့မျိုးလိုကြီးမရဘူးနော်နေကင်းကတော့ဂျမကြိုက်တာ၄ခုံကြိုက်တာမရဘူးဒီကပဲသူကပဲကြီးရပဲ16ရှိကြီးပဲသူက16ဆိုပြီးတော့ ဆင့်ပြီးသွားတယ်เนาะအဲ့လိုကြီးတွေကလည်းအဲ့လိုအပြီးဆင့်တယ်အဲ့တော့မနက်ဖြန်အတွက်ကိုကျွန်မအကောင်းဆုံးရှာဖွေပေးထားပါတယ်မျိုးလို့ဒါကမနက်ဖြန်၁၂ရက်ကြာတာပတိမနေ့ညဖြစ်တယ်เนาะမျိုးလို့ ီမှာက2ရောင်ချဲထားတယ်เนาะမြို့အဲ့တော့၄နဲ့9နဲ့ပေါင်းမယ်နော်၄9ပေါင်းတော့3 3ကိုဒီ၄နဲ့ပေါင်းမယ်နော်3 4ပေါင်းတော့ခွန်ခွန်ပါဝါက2ခွန်ရဲ့နှက်ခက်က3ည ူကဒီမနေ့ညမှာသူကထိပ်ပြရမယ်။နော်အဲ့တော့ဒီမှာကအဝါရောင်လေးခြေထားတယ်။အဲ့တော့ဒီနှလုံးပေါင်းမယ်။ခွန်ကိုးပေါင်းတော့6နော်6ကိုဒီက6နဲ့ပေါင်းမယ်။နော်6ကိုပေါင်းတော့5ငါပါဝါက3ညာငါရဲ့နှက်ခတ်က3 3ရဲ့ပါဝါက8ဒွာဟိုဘက်ဒီဘက်အပြီးပေါ့နောက်မျိုးလို့အဲ့တော့ပါစင်ပြီးသွားလဲဒီက3ညာတစ်လုံးနဲ့ဒီက8တစ်လုံးနဲ့မနေ့ပိုင်းမှာ3ညာ8ဆိုပြီးတော့ထွက်သွားတယ် ဲ့တော့နောက်တော့ဘွဲနောက်တော့ဘွဲရတိနဲ့5နဲ့ပေါင်းတိ5ပေါင်းတော့3ည3ညကို6နဲ့ပေါင်း3ည6ပေါင်းတော့6 6ပါဝါကတိ6ရဲ့နခက9 तू आ ဒီမနေ့ညမှာ तू आ ठी ပြရမယ် နော်အဲ့တော့ဒီလိုပဲအဝါလေးထပ်ပါမယ်နော်ဘုံညနဲ့ငားနဲ့ပေါင်းတော့ငားငားကိုဒီက6နဲ့ပေါင်းတော့၄ဒီပါဝါကကိုဒီရဲ့နခကနိနိကေပါဝါကခွန်ဟိုဘက်နဲ့ဒီဘက်နဲ့ကအပြီးပါနော်ဒီမနေ့ညမှာသူကဟိုဘက်ဒီဘက်ကိုအပြီးပါ ဲ့တော့သူကဘာဆင့်ပြီးသွားလဲဆိုရင်ဒီကတစ်တလုံးနဲ့ဒီကလေးတလုံးနဲ့ညနေပိုင်းမှာလေးတိဆိုပြီးတော့ထွက်သွားတယ်နော်မြို့အဲ့တော့နောက်တစ်ပွဲနောက်တစ်ပွဲက3နဲ့6နဲ့ပေါင်းတော့9ကိုဒီက၄နဲ့ပေါင်းမယ် ူလီပုံတော့၃သုံးပါဝါကရှိသုံးရဲ့နှခကငါသူကဒီမနေ့ညမှာသူကထိပ်ပြရမယ်နော်အဲ့တော့ရှင်းနေရှင်းနေပေါင်းတော့6 6ကိုဒီက6နဲ့ပေါင်းမယ်6 6 6 66ပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်ကဲနခကလီလီပါဝါကကိုနော်သူကလေဒီမနေ့ညမှာသူကထိပ်ပြရမယ်နော်ဟိုဘက်ဒီဘက်ကအပြီးပါအဲ့တော့ဗာဆင်းပြီလေဆိုရင်ဒီက9တလုံးနဲ့ဒီက2တလုံးနဲ့ညနေပိုင်းမှာ2 5ဆိုပြီးထွက်သွား အဲ့တော့နောက်တော့ဘွဲနောက်တော့ဘွဲက၄နဲ့၃ညနဲ့ပေါင်းတော့၄၄ကိုနှစ်နဲ့ပေါင်းမှာ၄နှစ်ပေါင်းတော့6 6ပါဝါကတိ6ရဲ့နခကကုသူကဒီမနေ့ညမှာအထိပ်ပြရမယ်နော် အဲ့တော့ခွန်နဲ့၃နဲ့ပေါင်းတော့၃ည၃ညကိုဒီ၃ညနဲ့ပေါင်းတော့လေ၃ည၃ညပါဝါက၅၃ညရဲ့နက္ခတ်ကခွန်ခွန်ရဲ့ပါဝါကနည်းနော်ဒီကဘုဘက်ဒီဘက်အပြီးပေါက်အပြီးပေါက်ဆိုတော့ဗာဆင့်ပြလဲဆိုရင်ဒီက6တလုံးနဲ့ ဒီကခွန်တလုံးနဲ့မနေ့ပိုင်းမှာ6ခွန်ဆိုပြီးထွက်သွားတယ်အဲ့တော့မနေ့ဖန်အတွက်မနေ့ဖန်အတွက်က8နဲ့3နဲ့ပေါင်းမယ်8ပေါင်းတော့1ဒီကို၄နဲ့ပေါင်းမှာဒီ၄ပေါင်းတော့ ငါးပါဝါက၃ညာငါးရဲ့နှက်ခတ်က၃မနေ့ဖမ်းမှာသူကမနေ့ညမှာထိပေးရမယ်၃ညာနဲ့၆နဲ့ပေါင်းတော့၆၆ကိုရက်၃နဲ့ပေါင်းတော့၉၉ပါဝါက၄ ကိုရဲ့နခက6ကျောက်ရဲ့ပါဝါကတိနော်အဲ့တော့သူကလည်းကိုဘက်ဒီဘက်ကိုအပြီးစင်ပေမလားမျိုးတို့ဒီထဲရပဲပြီးမလားအဲ့တော့ကတ်တာတော့ကတ်မယ်နော်အဲ့တော့ကီးကိုပြီးမယ်ကီးရ ီးက6 6ပြီးနော်6ပြီးမှာပတိပေးမယ်ပတိဟာလေးချောင်းပတိနော်ကျန်တာဆိုလို့9နဲ့2နဲ့ပဲနှလုံးမကျန်တော့လေနော်ဒါပြောက်ချင်လဲပြောက်မယ် ါမှမဟုတ်ရင်တလုံးမဲချပြီးမလားနှလုံးလုံးပြောက်မလားနော်ကိုနှစ်နှလုံးမဲကျန်တော့အဲ့တော့ကျမကကိုလေး6ထဲမှာဆိုရင်လေး6ကိုပဲကြိုက်တဲ့အတွက်လေး6ပတ်ပြီးပြီးနော်အဲ့တော့ကပ်ပြီးမယ်ဒီနဲ့ဆိုတော့သူက ေးငါဒီစေလေးတုံးဒီလိုလေးအပြီးဒီဆင်းလို့နော်လေးတေတကွက်ထပ်ထဲမှာနော်အဲ့တော့6နဲ့ဆိုရင် 6နဲ့ဆိုတော့65 65ရှိမယ်65 60ရတော့ထွက်ပြီးသားเนาะအောက်ထဲမှာပဲထည့်ပြီးမယ်တွဲမယ်ဆိုရင်6နဲ့ဆိုရင်65 60 63 60ရတော့ထွက်ပြီးသားဆိုတော့ရန်ကွက်ထည့်ပဲထည့်မယ်เนาะမျိုးတော့အဲ့တော့ဒီလိုဆိုရင်30ရှိတယ် နော်ဒီတင်းနဲ့ဒီ၃ညနဲ့လိုရတာ၁၀ရှိတယ်အဲ့ဒါက main board ဒါ main board အောက်ကရန်ကွက်ရန်ကွက်ကတော့အမျိုးလိုအနေနဲ့ကြည့်ထူနော်ကိုဟုတ်ဘူးဘလို့ထူထူ60ရှိမယ်ကိုနဲ့ဆိုရင်ကို9 90ဘုရားချပေးမလားနော်ကိုနဲ့နှင်းနဲ့နှလုံးကြံတော့လား ဲ့တော့ဒါအမျိုးလိုရံခွက်ထည့်ထည့်ပေးတာဆိုတော့ကိုတူနော်တင်းနေဆိုရင်တင်းငါးတစ်စရပါပြီနော်တေသုံးနော်ဒီလိုလဲအပြီးဆင်းတော့ဆင်းတယ်အဲ့တော့ကိုနဲ့ပတ်သက်လို့ကို6တို့ကထပ်ထည့်ပေးမယ်ဒါမျိုးလိုကြိုက်ရင်လည်းထိုးမကြိုက်ရင်လည်းမထိုးနဲ့ ီးရင်တော့အားထုတ်အဲ့ဒါတော့ရတယ်အဲ့ကျမကိုတော့တိတ်တော့မကြိုက်တဲ့အတွက်ဒီကိုကိုအောက်မှာချပီးထားတယ်နော်ကိုနှစ်နှလုံးမှာကျန်တော့တဲ့အတွက်အဲ့မဲ့မျိုးတို့တက်နိုင်တယ်လို့ဒါ200ဘူးပဲဖြစ်ဖြစ်300ဘူးပဲဖြစ်ဖြစ်ဒါလေးကတော့ထိုးเนาะဒီ60ရာလေး ပြန်ကြရလို့မပြောတော့မပြောနိုင်ဘူးเนาะထဲတော့ထိုတရားဝုနေရဘူးเนาะတရားဝုနေရဘူးနဲ့ကိုယ်အတွက်ဘာမှဖြစ်ဘူးပောက်တော့လေနည်းနည်းခံတာတယ်เนาะအဲ့တော့ဒါကတော့ main ကိုကျမကြိုက်တာတော့ဒါကိုကြိုက်တာเนาะအဲ့တော့ကျမ၄၆ပတ်တီးပြီးတယ်၄နဲ့ပတ်သက်တာရဲ့၆နဲ့ပတ်သက်တာရဲ့เนาะအဲ့ဒါတော့ရတယ်အဲ့ဒါဆိုရင်မနက်ဖန်၁၂ရက်ကြာတာပတိမနေ့ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေ။